အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စွန်မောင်းအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါဒီ video ဝင်ကြည့်ရတာကျွန်တော်တို့ CD ပြည်သက်ဒီဘဲပြဿနာရှာပြီးလားလို့ထင်နေဆိုရင်တော့မဟုတ်ပါဘူး။လက်ရှိမှာလူတွေဒါ သိစေခြင်းနဲ့သဘောမျိုးနဲ့တင်ပြတာဖြစ်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့သိရတဲ့အတိုင်းပဲ CD အစ်စ်နေနဲ့လူတွေကိုဒါကျွန်တော်တို့တည်တည်ချာချာပြန်ဝင်နေပြီးတော့ဒါကျွန်တော်တို့သိကြတဲ့ Marines နဲ့ Ainuri နှစ်ယောက်ကိုပဲ CD တင်ကဒါပြောရမယ်ဆိုတော့ဒါပေါင်တန်း100နီးနီးသုံးလိုက်တယ်ယူရိုတန်း100ပေါ့အဓိကပြောမယ်ဆိုယူရိုတန်း100ပဲထားပါယူရိုတန်း100ပေါင်တန်း80ပတ်ချလဲဝင်းညညာသုံးလိုက်တယ် သုံးပလိုက်တဲ့အချိန်မှာဒါကျွန်တော်လူတော်များရဲ့ဒါဝေဖန်မှုကိုဒါကျွန်တော်တို့အကုန်လုံးကခံနေကြတယ်ဟာအဲ့ဒါမှာစီဒီအသင်းနေနဲ့ပါဖြစ်တယ်ညာဖြစ်တယ်ဒါကျွန်တော်တို့တနည်းအရမှာဒါကျွန်တော်တို့ကျွန်တော်ကွန်မန့်နှုတ်နေတာသူ့ရဲ့ပူဆောင်မှာကျွန်တော်ညင်းခဲ့ညင်းညင်းတယ်ပေါ့တချို့ကခမရစီဒီဘက်ကဘာလို့ရှိနေကျွန်တော်တခါကျရင်ကျွန်တော်ကစီဒီဘက်ကရှင်းနေလို့တော့မဟုတ်ကျွန်တော်ဒီတိုင်းကျွန်တော်မြင်မြင်လို့ဝင်ပြောတာပဲရှိတာကျွန်တော်တက်ကတာပဲကျွန်တော်ဒီနေ့ကျွန်တော်ဝင်မပြောတာဆိုတော့ကြာလောင်းစာ page တွေကလွင်ကျွန်တော်ဝင်မပြောဘာလို့အလောင်းစာ page တွေကြာပြဿနာက तू ကအဲ့လိုဝင်ပြောကျွန်တော်လူကောင်မျိုးဝင်ပြောလိုက်ပြီဆိုရင်ဒါဒီကျွန်တော်သိကြရတဲ့လူရှိကြတဲ့ကြောင့်ဒါကျွန်တော်အောက်က comment တွေမှာဘလူစုသွားအဲ့ ကျွန်တော်နေတာ attention ဝင်ပြီကိုမင်းတို့ဘာလို့ကြတာကျွန်တော်ကြညီကိုတွေကစားစကားပြောလို့ဘယ်သူနဲ့တော့အဲ့တော့ကိုမင်းတို့ဘာကြတာဘက်တင်ပါညာမယူတော့တိနေသူကိုယ်တိုင်လည်း bonus ပါညာ အဓိကလုံနေတဲ့လူမျိုးတွေကျွန်တော်တို့သူနေကြစကားပြောတဲ့အဆင်မရှိရတချို့ကြဒါကျွန်တော်တို့တဲပြီးတော့လှူစားတဲ့လူတွေရှိတယ်ဒါကျွန်တော်တို့တဲကျွန်တော်တို့ကျွန်တော်ဘာကျွန်တော်တို့ဘာကောင်းမှမဟုတ်ပဲဒါခုနပြောသူပဲကျွန်တော်တို့ comment တွေကိုတဲပြီးတော့ဒါကျွန်တော်တို့ဆိုတာလူတွေကိုပြောတာတော့ကျွန်တော်တို့ဒါလူကို pocket ထဲမှာလူတွေရဲ့တာမဲ့လူတွေရဲ့ comment ကိုတဲပြီးတော့လှူစားတဲ့ကောင်းရှိတယ်ဥမာ button page တွေပေါ့နော်အဲ့တော့အဲ့ဒီ page မှာကျွန်တော်ဘယ်တော့မှ comment မလုပ်ဘူးအဲ့ comment လို့ဥမာ comment လုပ်ခဲ့တယ်ပဲဒါ Guardiola နဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူပြောခဲ့တယ်ပေါ့နော်သူလူ22ယောက်နဲ့ပတ်ချလဲဝိညာဉ်ကြပဲသူလူချင်းနဲ့ဒီကိစ္စနဲ့ပတ်သက်သူပြောခဲ့အဲ့တော့ဒါကို comment ဟာတာပါဘာဖြစ်နေကျွန်တော်သူနဲ့ကျွန်တော်ညင်းလို့ပဲအဲ့တော့လက်ရှိမှာ City င်းကသူထွက်မဲ့ကစားသမားဝင်မဲ့ကစားသမား academy ကကစားသမားဆိုတကယ်လည်းပြတ်တွက်ကြည့်မယ်ဆိုရင်တော့ total 22ယောက်လောက်ပဲရှိတယ်ဒါအခုလက်ရှိမှာဝင်မဲ့ကစားသမား3ယောက်ပါဝင်2ယောက်ပဲဟိုဘာတော့ဒါအခုလက်ရှိမှာ covasi တန်ရပါပြီဟုတ်တယ်ဟုတ် covasi နေရာမှာဒါ rinders day ရဲ့ဝင်မဲ့ left back နေရာမှာလူမရှိဘူး left back နေရာမှာလူမရှိလို့ကိုဒါ o'reilly ဆိုတာဘယ်လောက်ကြာအဲ့တော့ o'reilly academy ပြန်ပို့လိုက်မယ်ဗျာအဲ့တော့ left back နေရာမှာဒါကျွန်တော်ပြန်ဝင်သွားမယ်အဲ့တော့ပြောချင်တာ two fit နဲ့ two ပဲအဲ့တော့ပြောချင်တာက guardiola လူချင်းနဲ့လူစင်းရဲ့အတိုင်းပဲ guardiola နည်း over populate ကိုသိပ်ပြီးမလို့လူတည့်ရကြည့်လိုက်မယ်ဆိုရင် city အသင်းကဒါလူတွေအများကြီးထင်ရမယ်ဒီညာရဲ့လူတွေတော်တော်များ academy ကလာတာ ် O'Reilly တို့ Rico Lewis Oscar Bob ဒီလိုကစားသမားမျိုးတွေကခုနဝယ်ထားတာမဟုတ်ဘူးဒီကစားသမားတွေကျွန်တော်ဒါ Academy ကနေပြီးတော့ဆွဲထုတ်ထားတာဖြစ်တယ်ဒါ City အင်းနဲ့လူမလူ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 ရဲတဲ့အကြောင်းအဲ့တော့ဒါကိုကျွန်တော်တို့နားလည်အောင်ဒါပါအဲ့ဒါကိုပြန်နောက်မှာအဲ့တော့လက်ရှိမှာကျွန်တော်အနေနဲ့အခုလက်ရှိအကုန်လုံးကိုရှင်းပြခြင်းတဲ့အကြောင်းအရာ City အင်းရဲ့135ကိစ္စနဲ့ပတ်သက်ပြီးဘာဖြစ်သွားလဲ135က City အင်း9သွားပြီလား9သွားလို့ဒီလိုမျိုးပတ်စံတုံးနေတာလား အဲ့ဖြေကပြောရမယ်တော်တော်လေးကို complicated ဖြစ်တယ်ကျွန်တော်တို့သိထားတဲ့ timeline နဲ့ပြောမယ်ပေါ့နော်ပထမအတာကျွန်တော် Premier League ကကြီးညာထားတဲ့ timeline ရဆိုရင်ဒီ journalist တွေပြောပုံရဆိုရင်တော့ဒါမနစ်ကစောင်းရသည်မှာဒါကျွန်တော်တို့တရားရင်ဆိုင်မှုပြီးမယ်ဒီနေ့ညရသည်မှာဒီ City နဲ့ပတ်သက်ပြီးကျွန်တော်အဖြေတခုခုသိရပြီး City ကို sanction တတ်မှတ်မယ်ဆိုပြီး Premier League က confident ဖြစ်တယ်အခုလက်ရှိမှာသိရတော့ကအဲ့လောက်ထိလွဲမကူခဲ့ဘူးဒါလက်ရှိမှာခုံရုံးဘက်ကနေပြီးဒီကိစ္စကအမှုကနက်နေတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ထင်တာထက်အချိန်ကြီးအများကြီးပိုယူရမယ်ပြောချင်တာ Liter 5ခုနဲ့ပတ်သက်ပြီး City ကလည်း confident အရင်ရှိ ိတယ်။အခုလက်ရှိမှာ City ကဘလောက်တိ confidence ရှိတော့လူဝဲတော်ကြည့်မှဆိုသိတာတယ်။အခုလက်ရှိမှာ Hugo Vieira ဒါ Pep Guardiola ရဲ့အမြင်အရဆိုရင် City အသင်းက25မှုကိုနိုင်သွားပြီလို့တော့သူတို့ကသူတို့ထင်ထားတယ်မှာပါတယ်ဆိုပြီးတော့ဒါ City ရဲ့ journalist တို့ကရေးထားတယ်။ပြောချင်တာ25မှုကနည်းနည်းပြန်ရှင်းမှာနည်းနည်းပြန်နေမှာဘာလဲ။လူဝဲထင်လို့ဒါကျွန်တော်တို့အဲ့လောက်ထိ complicated matter မဟုတ်ဘူး။125မှုမှာအမှုတူတာရအများကြီးရှိတယ်။ဥပမာလက်ရှိမှာ125မှုရဲ့ majority ရောဒါကျွန်တော်ကျွန်တော်သိတော့80နဲ့80ကြားတွေက ဲ့အမှုကဘာလဲဆိုတော့ city ဘက်ကစာရဲစာနဲ့မပြနိုင်တာဒီကျွန်တော်တိတလောက်က time frame ရဒါကျွန်တော် city အသင်းကိုဒါ mansoru စဝယ်တဲ့အချိန်မှာဒါကျွန်တော်ပထမ premier league ကသူတို့မထိန်ချုပ်သေးဘူးဘာလို့သူတို့အနေနဲ့အဲ့လောက် သုံးမယ်လို့မထင်ဘူးဒါ city အသင်းနဲ့ငွေစသုံးလာတဲ့အချိန်မှာဒါ premier league အနေနဲ့ဒါကျွန်တော်စတင်ပြီးကြည်လာခဲ့တယ်အဓိကဘာကိုကြည်လဲဆိုတော့ city ရဲ့ sponsor စာရဲကိုသူတို့ကြည်ကျင်တာ city အသင်းနဲ့ငွေတွေဘယ်ရရလဲဆိုတဲ့စာရဲတွေကြည်ကျင်တာ city အသင်းနဲ့ဒီစာရဲတွေကိုမပြနိုင်တာဖြစ်တယ် city အသင်းနဲ့ဒါကိုဒီအခုလက်ရှိမှာငွေလိမ်လည်မှုနဲ့ငွေမပြနိုင်တာလည်းမတူဘူးမနေ့ကကျွန်တော်ဒါ business ဆက်ချင်းမှာခင်ဗျားတို့ရှင်းပြခဲ့လို့ပဲ loss နဲ့ debt နဲ့မတူအဲ့တော့ခင်ဗျားကလည်းရှိမှာခင်ဗျားကျောင်း exam ကျောင်းပြုမယ်လည်းပြောပါခင်ဗျား exam မလုတ်လာတာနဲ့ exam စာအုပ်ပျောက်သွားတူလားမတူတကယ်လည်း exam စာအုပ်ပျောက်သွားနိုင်လို့တကယ်လည်း exam မလုတ်လာတာနဲ့ဖြစ်နိုင်တယ်ဒါဟုတ်တယ်မလားအဲ့တော့ခုနကကျွန်တော်ငယ်တော့ခဏခဏကျွန်တော်စာအုပ်ကြီးမပါလောက်ဆရာမဒါခင်ဗျားတကယ်စင်အားမလုတ်မလုတ်လို့စာအုပ်မသေးလာရလားဒါမို့တကယ်ပဲမိသွားလားအဲ့တော့ခုနကဘယ်လို CD နဲ့ Premier League ကြားတယ်ပဲသိမှာကျွန်တော်တော့မသိဘူးဒါကလက်ရှိမှာအဲ့တော့ အဲ့ဒီ scenario ပဲ CD အသင်းဖြစ်နေတာအဲ့ဒါကိုကျွန်တော်တို့အရှင်းဆုံးနဲ့ easiest နားလည်အောင်ပြပြထားမယ်အဲ့တော့ CD အသင်းရဲ့ majority လက်ရှိမှာအများဆုံးသောအမှုက CD အသင်းက Premier League ဘက်ကစာရွက်စာရဲတောင်းတဲ့အချိန်မှာသူတို့နေမပြနိုင်ဘူးအဲ့တော့ဒီစာရဲစာတဲ့အနေမှာအမှားရှိတာမဟုတ်ဘူးစာရဲစာတဲ့မပြရနိုင်တာအဲ့တော့စီးသေးကအခုဘာထလုပ်လဲဆိုတော့135မူတုံးကဖြစ်ခဲ့တဲ့အမှုတွေရဲ့စာရဲစာတဲ့တို့အခုမှရှိနေပြီငါတို့ပြနိုင်တယ်အဲ့ဒီစာရဲစာတဲ့မှန်သမျှအခုလက်ရှိမှာခုံရုံးကိုတင်ပေးလိုက်တယ် တော့မမိလာကျွန်တော်တို့ဒါဓာတ်ပုံတွေတွေ့လာ CD သိနေတာဟိုလဲကြီးနဲ့စာရွက်စာတဲ့အုပ်စုအဲ့ဒါတန်15မူမှာပြမယ်စာရွက်စာတဲ့ခုနကကျွန်တော်ပြောတဲ့အမှု85မူနဲ့85မူကြားရှိရစာရွက်စာတဲ့နေအဲ့ထဲမှာပဲအဲ့တော့ပြောချင်တာ CD အဲ့တော့ တချို့ကြတယ်ပြောရင်ကျွန်တော်ဒါ legal ကင်တဲ့လူတွေတိလေးပဲ back date ပေါ့နော်ဒါကျွန်တော် now now date နဲ့ပြန်ပြီးတော့ဆွဲထားရဆိုပြီးတချို့ကြတယ်လေကောလာဟာလာတွေကရေးတယ်ကျွန်တော်အဲ့ဒါကျွန်တော်လည်းမသိဘူးဒါကျွန်တော်လည်းမသိဘူးဒါပွင့်ဝင်လေကျွန်တော်လည်းမသိဘူးဘာတို့မှလည်းမသိဘူးအဲ့ဒါ city နဲ့အဲ့ဒါကျွန်တော်လည်းရှင် premier league နဲ့ခုံရုံးကပဲတိလိမ့်မယ်အဲ့တော့ဒါ city တင်းနဲ့အခုလည်းရှင်မသူတို့ block the coffee dts ခုနကပြောဆို85မှ85မှသူတို့ပြနိုင်တယ်အေးစေးပဲဘာသူတို့ပြသူတို့သာမှန်ပြီဆိုရင် ကျန်တဲ့ဥစ္စာပဲကျန်။ကျန်တဲ့ဥစ္စာတွေအမှန်တည်းပြောလို့ဒါ under the tv အမှုတွေရှိတယ်။ဥပမာကျွန်တော်တို့ဒါမက်မဲရမန်ချီနီခစ်ကဒါ City Thin နေနဲ့ဒါကျွန်တော်မက်မဲရအဲ့တော့ FFB စပြီးတော့စပြီးပေါ်လာတဲ့အချိန်မှာ City Thin နဲ့မန်ချီနီကိုဒါ supply ရပြီဆိုရင်တို့အနေနဲ့ဒါဗာလဲ bonus ပေးမယ်။ bonus ပေးလိုက်ပြီးအဲ့တော့ City Thin ကမန်ချီနီကို bonus ပေးလိုက်ပြီးဆိုတော့တို့အနေနဲ့ FFB ကတတ်မှတ်တဲ့ဂျီတစ်ခုကြော်လွန်သွားမှာကြောင့်တို့အနေနဲ့ မန်ချီနီကို under the d ပဲပြီးတယ်ဒါမန်ချီနီတွေမဟုတ်ဘဲနဲ့ဒီနေ့ကဘာဖြစ်လဲဆိုကစားသမားတွေရောအဲ့တော့ City အသင်းကမမဲ့ရရတာကျွန်တော်တို့ Premier League ရသွားတဲ့နှစ်မှာကစားသမားတွေကဒါနီးပြရောဒါကျွန်တော် bonus ပေးရတယ် bonus ပေးရတဲ့ချိန်မှာဒီနေ့မှာ City အသင်းက over the d ပဲဒါ potent မပေးဘဲနဲ့ under the d ပဲကနေပြီးတော့ဒါ City အနေနဲ့ပေးခဲ့တာမဟုတ်ဘဲနဲ့ဒါကျွန်တော်တစ်ဖက်က City ရဲ့ပိုင်ရှင်တွေအနေနဲ့ပေးခဲ့တာဖြစ်တယ်အဲ့ဒီချိန်မှာအမှုကပူကြီးသွားတယ်အများကြီးပေါ့နော်အဲ့တော့ခုနကပြောသူပဲခုနကပြောသူပဲလက်ရှိမှာအဲ့ဒီမှာပြန်တွက်ကြည့်ကစားသမားတယောက်ကတမှု ဒီပြတဲ့ကတမှုနဲ့အမှုများသွားအဲ့တော့တကယ်ပြကြည့်မယ်ဆိုရင်ဒါ135မှုကဖောင်းပွားနေတာဖြစ်ဖြစ်ဒီထဲမှာမှာ similar အမှုကတူတူအဲ့တော့တကယ်ပြအမှု တိုက်တွေရဒါကျွန်တော်အမှုရဲ့မှာကျွန်တော်ဒါအမှုရုံးလာဘာလို့နားလဲတော့ဒီ general ပေါ့နော် general ထဲမှာမှာဒါကျွန်တော်တို့ဒီထဲမှာမှာအမှုတိုက်တွေရဆို၄ခုလောက်ပဲရှိမယ်အဲ့၄ခုထဲမှာအဲ့တစ်ခုကအောက်ကအခုနောက်ပေါ့အခု90လောက်ဖြစ်နေတာအဲ့လိုပုံစံမျိုး꿰သွားတာပေါ့ဟိုမှာကျွန်တော်ရုပ်ရှင်ကားရလို့ပဲ action ကား action ကား action ကားထဲမှာ jackie chan ကား꿰တယ်ခုနက jet li ကား꿰အဲ့လိုပုံစံအဓိက action ပဲ action ထဲမှာထပ်꿰သွားတာအဲ့လိုပုံစံမျိုးဖရတို့ရှင်းပြအဲ့တော့လက်ရှိမှာ city တင်တဲ့ item ခုနကပေါ့လို့ပဲ size size နဲ့မပြနိုင်တဲ့အမှုက85မှုနဲ့80လောက်ပဲ အပေါ်ကတိုက်တယ်ကဆာရဲဆာရဲမပြနိုင်တဲ့အမှုတစ်ခုပဲအဲ့ဒီအောင်85ဘူးနဲ့85ဘူးပြန်ကွဲသွားတယ်ခုနကပြောသူပဲလက်ရှိမှာနောက်ထပ် channel အမှုတွေခုနကပြောသူပဲဒါ under the table gb black ခုနကတို့က black man လीခေါ်တာဗောနော် under the table ပေးတယ်ပေါ်တင်မပြတဲ့ကြောင့်ပေါ်တယ်မပြီးတဲ့အမှုတွေမှာနောက်တဲ့15ခုသွားတယ်အဲ့လိုပုံစံမျိုးသွားတယ်အဲ့တော့စီးနီးတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာဆက်ဖြစ်သွားလဲတို့ကလက်ရှိမှာအဲ့ဒါနဲ့ပတ်သက်ပြီး100%လုံးဝ confidence ရှိတယ်ဒါပေမဲ့သူတို့အနေနဲ့ဒီနေရာမှာဒါကျွန်တော်တို့ city တဲတဲတဲဒီလိုမျိုးဒါ under the table လုတ်ခဲ့တာမဟုတ်ဘဲနဲ့ဒါမှတ်မဲ့ရတာကျွန်တော် Chelsea သင်းကလည်းဒါ Antonio Conte နဲ့ခစ်တော့ကဒီလိုမျိုးလုတ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်အဲ့တော့ ပြောချင်တာကလက်ရှိမှာဒီလိုမျိုးလုပ်ထားတဲ့ကလပ်ကြီးကစီးတဲ့တင်းနဲ့မူပဲကလပ်ပေါင်းများစွာရှိတယ်။အဲ့တော့စီးတဲ့တင်းနဲ့ဒါကူတော့သူတို့နေတယ်သူတို့ဂေဟူဒီဖြစ်မယ်သူတို့နေတွတ်ထားဒါပေမဲ့အဲ့ဒီကိစ္စက fine pay ယူတော့နေပြီးတယ်ဆိုတော့သူတို့တွတ်ထားပြီးတော့အဓိကအမှုကခုနပေါ်သေးပဲ85 80ကအကြီးဆုံးအဲ့85 80ကို CD အသင်းက100%နိုင်မယ်လို့တွတ်ထားပြီးသားအဲ့တော့လက်ရှိမှာစီးတဲ့တင်းဒီလိုမျိုးနိုင်မယ်လို့တွတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့လက်ရှိမှာငွေတွေပူတုံးနေတယ်လို့ဆိုလို့ရမယ်ဒီမှာပါတယ်အဲ့တော့စီးတဲ့နဲ့ပတ်သက်ပြီးဒီဟာနဲ့ပတ်သက်ပြီးဘာတွေဖြစ်သွားလဲဆိုတော့အခုလက်ရှိမှာဘာမှတော့မဖြစ်သေးဘူးဘာမှလည်းမဖြစ်ဘူးလို့လည်းပြောလို့တော့မရသေး းပေမဲ့ဘာမှမဖြစ်ဘူးရခိုင်တို့တဖြည်းဖြည်းနဲ့များလာခဲ့ပြီအဲ့တော့တချို့ကြလိုက်ပြမှာငွေတဲ့ City then no Premier League Manchester City ကိုဘယ်လိုဖြစ်လို့လဲမသိဘူးအသေးပြတ်မှတ်ပြတ်တန်ပေးခြင်းလားငွေနဲ့တခုလက်ရှိမှာ Premier League ကိုတို့ဖိလို့မရဘူး City တင်းကငွေနဲ့ Premier League ကိုဖိလိုက်မယ်ဆိုတော့ဒီသတင်းတော်ကြားအောင်လို့ဒါကိုမျောင်းနားလည်ဖို့ရေးတယ်ဒါပေမဲ့ Premier League City ကိုအခုလက်ရှိမှာအပြစ်ပေးခြင်းလားသူများအသင်းတဆိုင်သူပို့ပြီးအပြစ်ပေးခြင်းလား I don't know why but အဲ့လိုမပေးခြင်းလေဒါပေမဲ့အခုလက်ရှိမှာ City တင်းကခုနပြောလိုပဲ majority ရောအမှုကတော့နိုင်မှုညာကင်တော့များနေတယ်ဒါပေမဲ့ဒါကျွန်တော်တို့လက်ရှိမှာကြားရတဲ့တဲ့နေခင်ဗျားတင်ဆက်ပြီးတာပြဒါပေမဲ့ကျွန်တော်လည်းကိုယ်တိုင်တော့မသိဘူးဒါခုနပြောသလိုပဲအဲ့ကိုဘလို့ဒီမှာကျွန်တော်ကိုယ်တိုင်တင်လိုက်နေအောင်သူများတင်လိုက်တော့ကျွန်တော်ပြောပြတာပဲရှိကိုကျွန်တော်တချို့ကြားတာမသိကိုယ်တိုင်တင်လိုက်လို့ပေါ့အကြီးကြီးပြောကျွန်တော်ယူပြောရတော့တမသူများတဲ့ရသူများတဲ့ယူပြောရတယ်မှာ source ခိုင်တာပြောတဲ့ကောင်နဲ့ source မခိုင်တာပြောတဲ့ကောင်မဒါပဲကွာတော့တမအဲကျွန်တော်တို့က source ခိုင်တာပြောတယ်ဒါပုံမှန်လင်းပြောမှာ source မခိုင်ဘူးဆိုမခိုင်ဘူးဒါ df4 df5 ရှိတယ်ကြုတ်ကြက်လိရလို့ပြောကြတယ်အထောက်ထားပါအဲ့ဒါမြင်းတော့မောတယ် ဲ့တော့လက်ရှိမှာစီးရီးသင်းတဲ့တရား၁၅ဘာဆက်ဖြစ်မလဲကျွန်တော်အနေနဲ့သိရတာအခုလက်ရှိမှာဒါကတော်တော်လေးကိုငြိမ်သက်သွားခဲ့ပြီဖြစ်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စီးရီးအသင်းအနေနဲ့နိုင်မယ်လို့သူကသူတို့ confidence ရှိတယ်ပရီးမီးယားလိဂ်ကတဖြည်းနဲ့တဖြည်းသူတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး confidence သိမ်းမရှိတော့ဒါဆိုပြောချင်တာစီးရီးသင်းတဲ့ဖြည်းဖြည်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တရား၁၅မှုနဲ့ပတ်သက်ပြီးစီးရီးကအလေးသာသွားခဲ့ပြီလို့ဒါကျွန်တော်အနေနဲ့လက်ရှိသတင်းတွေအရနော်ကျွန်တော်ကောက်ချက်ချမှာသတင်းတွေအရအမှတ်ယူလို့ရတယ်ဒါပေမဲ့ဒါကဒီပွဲကမပြီးသေးဘူးလို့တချို့လူလည်းဆိုလိုက်တယ်မှာပါစီးရီးသင်းတဲ့အခုလက်ရှိမှာတရားတော့ကတော့ဒီကိစ္စမှာလည်းမဟုတ်ဘဲနဲ့ APD ဒါကျွန်တော် association ပါ Rosie တချင်မဟုတ်ဘူးเนาะ Rosie နဲ့ Bruno Mars တချင်မဟုတ်ဘူးဒါ APD ကိစ္စမှာလဲ City အသင်းက2ချိန် Premier League နဲ့တွေ့ရကျတော့2ချိန်လုံး City အသင်းကနိုင်ခဲ့တယ်အဲ့တော့ဘယ်လိုလဲ City က Premier League နဲ့တွေ့ပြီဆိုရင်တရားရုံးမှာအမြင်နဲ့ကောင်းတဲ့ record တစ်ခုရှိတယ်နိုင်လဲနိုင်တဲ့ record ရှိတယ်အဲ့တော့လက်ရှိမှာလဲနိုင်မယ်လို့သူတို့အနေနဲ့မှတ်နိုင်တယ်ဆိုတော့ခုနကပြောလို့ပဲ ဘမုတ်တရား25မှာစီဒီတင်ကအနည်းဆုံး65မှုနဲ့တရားချနိုင်မှာ25မှုတော့တို့အနေနဲ့ဒါထိနိုင်တယ်ဒါပေမဲ့25မှုကလည်းအဲ့လောက်ဒီမကြီးလေးတဲ့ကြောင့်မို့ငွေလေးပေးုံနဲ့ fine ပေးုံနဲ့ပြီးသွားနိုင်တဲ့အမှုဆိုကျွန်တော်အနေနဲ့မြင်မိရတဲ့ထက်မှာပါတယ်အဲ့တော့လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ကျွန်တော်ဘယ်တော့သိရမလဲအခုချိန်ဒီအချိန်တိုင်းတားရအရင်တုန်းကတော့တရင်မထွက်တဲ့ကြောင့်အချိန်တိုင်းတားရတော့ကျွန်တော်တိုင်း frame တော့မသိရတော့ဘူးထွက်မယ်ဆိုတော့ကျွန်တော်ထင်တဲ့ဝုန်းနိုင်ပုံစံမျိုးနဲ့ပဲပြန်ထွက်လာပြီးလူတွေရဲ့ attention ကိုကောက်ယူသွားမယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်။ဒါကလက်ရှိမှာဖြစ်နိုင်တဲ့ဒါပြောတဲ့ပုံစံမျိုးဖြစ်တယ်။အဲ့တော့လက်ရှိမှာ City အသင်းရဲ့195မှုနဲ့ပတ်သက်ပြီးတော့ ဘာဖြစ်သွားခဲ့လဲဘာတွေဖြစ်နေလဲဆိုတဲ့ update လေးကြောင်းခင်ဗျားတို့ပြဆက်ပေးထားဖြစ်ပါတယ်အဲ့တော့ခုနကပြောတဲ့တချို့စီဟာဒီဘက်ဘာတွေပြောမှာအမှန်တရားပြောတာလက်ရှိမှာတတ်တဲ့တရင်တိုင်းပဲကျွန်တော်ပြောပြထားတာဖြစ်ပါတယ်ဒီလောက်ပါပဲအားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးမကြိုးတူပါနဲ့အဲ့တော့ကျွန်တော်တို့ဘာတွေဘလို့ဖြစ်မဲ့ကျွန်တော်နောက်ရက်မှာဆက်လက်ပြီးတော့ကြည်ရမယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်တော့ကြည့်ပါဦး ဘလုံးဘယ်ကိုကြည့်ရှုကြနေဆိုရင်တော့ youth sport media 3.0ဆိုတော့ TV4 ကြီးတို့မှာကျင်းလို့ဆိုပေါအောင်ကုညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်က company ထဲမှာလည်း youth sport media 3.0ဆိုတော့ TV4 ကြီးရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမကြောင့်ပတ်သက်ကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ် မြန်မာလေကလစ်ဖို့မမိကြပါနဲ့ဗျအောက်ကကွန်မန့်နေထဲမှာလေ youth sport media 3.0နဲ့ tv 4 u တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကုန်ကြည့်ပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ဒေးပါဗျ